တမိုင်းမှာစံချိန်တင် online data ပေါက်ကျမှုဖြစ်ပေါ်ခဲ့တယ်လို့နိုင်ငံတကာသတင်းဌာနတွေမှဖော်ပြလာပါတယ်။ Cyber လုံခြုံရေးဆိုင်ရာသတင်းဌာန Cyber News ကပညာရှင်တွေရဲ့ထုတ်ပြန်ချက်အရလူမှုကွန်ရက် platform တွေကိုဝင်ရောက်ရမှာအသုံးပြုတဲ့ကိုရေးကိုယ်တာအချက်အလက်တွေ16ဘီလီယံအထိပေါက်ကျခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာ Cyber ရာဇဝတ်သားတွေဟာအင်တာနက်သုံးစွဲသူတွေရဲ့နေစဉ်အသုံးပြုတဲ့အကောင့်တွေကိုအလွယ်တကူဝင်ရောက်ခွင့်ရနိုင်ကြတယ်လို့လည်းသိရပါဗျ။ ဒီပေါ်ကြားခဲ့တဲ့ data အချက်အလက်တွေထဲမှာလူသုံးများတဲ့လူမှုကွန်ရက် platform တွေဖြစ်တဲ့ Google, Facebook နဲ့ Apple တို့ကိုအသုံးပြုသူတွေရဲ့စကားဝတ်အချက်အလက်တွေပါပါဝင်ကြောင်းသိရပါတယ်16ဘီလီယံဆိုတာဒီကနေ့ကမ္ဘာပေါ်မှာရှိနေတဲ့လူဦးရေရဲ့နှစ်ဆနီးပါးရှိတာကြောင့်အင်တာနက်သုံးစွဲသူတဦးထံကနေအကောင့်တစ်ခုထပ်ပို့ပြီးအချက်အလက်ပေါက်ကြားခြင်းဖြစ်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်ပေါက်ကြားသွားတဲ့ data တွေထဲမှာထပ်နေတဲ့အချက်အလက်တွေပါနေတဲ့အတွက်သုံးစွဲသူဦးရေဘလောက်နဲ့ အကောင့်ဘယ်နှခုထိထိခိုက်သွားလဲဆိုတော့အတိအကျပြောဖို့မဖြစ်နိုင်ဘူးလို့လဲဆိုပါတယ်။အချက်အလက်ခိုးယူတာတွေကမော်ဝဲအမျိုးမျိုးကနေပြီးသုံးဆွဲသူရဲ့စက်ပစ္စည်းဒါမှမဟုတ်စနစ်တွေတဲ့ကိုထုတ်ဖောက်ဝင်ရောက်ပြီးအချက်အလက်တွေကိုခိုးယူတဲ့ပုံစံမျိုးဖြစ်တယ်လို့ Cyber News ကအတည်ပြုပါတယ်။